ဆေးရုံမှာတည်ဆုံးမိသားအလောင်းကိုဘယ်သူမှမသိအောင်ရက်ွက်ထဲတည်လာခဲ့မိလို့နောက်ဆက်တွဲကျိုးဆက်အဖြစ်ပြက်တွေဖြစ်ပျက်ခဲ့တဲ့အကြောင်းလေးပါ2004 2005ခုနှစ်လောက်ကကွဉ္ညံကုန်းမှာဖြစ်ပျက်ခဲ့တဲ့အဖြစ်ပြက်လေးတခုလို့သိရပါတယ်ဇလန်းကပြည့်ရမလို့ဖော်ပြထားပေမဲ့အဲ့ဒီကာလအဲ့ဒီနားတဝိုက်မှာနေထိုင်တဲ့သူတွေကတေချာပိုသိကြမှာပါရန်ကုန်တိုင်းကိုညံ့ကုန်းမြို့နယ်မှာအထက1နဲ့အထက2ဆိုပြီးတော့အထက်တန်းကျောင်း2ကျောင်းရှိပါတယ်။ကျွန်တော်ကတော့အထက1မှာကျောင်းတက်ခဲ့တာပါ။ကျွန်တော်တို့မိသားစုကကိုညံ့ကုန်းမြို့နယ်ထဲမှာပဲနေထိုင်ကြပါတယ်။ နေတဲ့နေရာကတောပိုင်းလို့မဆိုနိုင်ပေမဲ့မြို့လယ်ပိုင်းတော့လည်းမကြပြတ်ပါဘူး။မွေးကလေးကအဲ့ဒီလမ်းမှာနေခဲ့တာ၁၀တန်းရောက်တဲ့အချိန်ဒီတစိတရဲနဲ့ပတ်သက်လို့လမ်းထဲမှာဘဘညာညာတခါမှမကြုံမကြခဲ့ရဘူးပါဘူး။ကြုံဆုံမှုဖြစ်လာပြန်တော့လည်းတလန်းလုံးအုံကျွတ်ကျွတ်ဖြစ်ခဲ့ရတဲ့အဖြစ်ကတော့လမ်းထဲကကိုဝန်ဆောင်မျိုးသမီးတယောက်ဆေးုံတက်မီးဖွားရကနေစခဲ့တာပါပဲ။ဖြစ်ပုံကတော့အဲ့ဒီမျိုးသမီးကဆေးုံမှာမီးဖွားရင်းကနေကလေးအသက်ပဲရလိုက်ပါတယ်။မီးခင်အသက်ကိုတော့ဆရာဝန်နဲ့ဆွန့်လွတ်လိုက်ရပါတယ်။ အဲ့ဒီမျိုးသမီးရဲ့နာရီတရင်ကိုသူ့မိသားစုဝင်တွေကလွဲပြီးတော့လမ်းထဲမှာနေတဲ့လူတွေအဲ့ဒီအချိန်မှာဘသူကမှမသိကြသေးပါဘူး။သူတို့မိသားစုအချင်းချင်းတိုးတိုးတိတ်တိုင်ပင်ပြီးတော့ကွယ်လွန်သူရဲ့ကြံရစ်တဲ့ခန္ဓာကိုအိမ်ပြန်တယ်ဖို့လှုပ်ကြပါရတယ်။အဲ့ဒီကိစ္စကလည်းနောက်ပိုင်းရက်ွက်ထဲမှာပြဿနာတွေကြုံလာချိန်ကျမှပဲကဲကဲရှင်မိသားစုကဝန်ခံလို့သိကြရတာလို့ဆိုပါရတယ်။ကျွန်တော်တို့စီမှာအဲ့ဒီကာလရက်ရွာပြင်ပမှာအဖိတ်အစဉ်ဖြစ်ရင်အလောင်းကိုအရက်ထဲလမ်းထဲပြန်တယ်တာမျိုးကိုလုံးဝလက်သက်မခံကြပါဘူး။ရွာနာတဲ့လက်တိတ်တဲ့ဆိုပြီးတော့အယူအဆတွေလည်းရှိကြပါရတယ်။ ဒါပေမဲ့လည်းသူတို့မိသားစုတွေမှာတော့ရက်ရွာကိုထိခိုက်စေခြင်းနဲ့စိတ်မျိုးမရှိကြတော့ပေမဲ့သူเจ้าနဲ့သူမလို့အလောင်းကိုပြန်တယ်ဖို့စီစဉ်ကြပါတယ်။စုံတဲ့လူကညနေခင်းလောက်မှစုံသွားပါပြီ။ဒါပေမဲ့လမ်းတွေကလူတွေကိုအဲ့ဒီတရင်လုံးဝမပေါက်ကြအောင်ညတကောင်လူကြီးတိတ်ပြီဆိုတဲ့အချိန်ကြမှာကွယ်လွန်သူရဲ့ခန္ဓာကိုယ်ကြီးကိုစိုက်ကားပေါ်မှာတင်ပြီးတော့စေးရုံဝဆင်းလာတဲ့ပုံစံနဲ့ပြန်တယ်လာကြပါတယ်။နောက်တော့မှတေးပြီဆိုပြီးတော့လမ်းတွေကသူတွေကိုအကြောင်းကြားလိုက်ကြပါတော့တယ်။လန်နေကလူတွေကလည်းစေးရုံဝဆင်းပြီးတော့မှပဲတန်မှန်သေးတာပဲဆိုပြီးတော့ဘာဘာညာညာတွေလည်းမမေးပါဘူး ူညီစရာရှိတာတွေဝိုင်းကူညီရင်အလောင်းမြေကြအတုပကိစ္စတွေပြီးခဲ့ပါတယ်။အရိယိန်ကအတုပရက်မလဲခင်ကလေးကလမ်းထဲမှာခါတိုင်းနဲ့မတူတာတခုဖြစ်လာခဲ့ပါတယ်။အဲ့ဒါကတော့လမ်းထဲကခွေးတွေကညနေဆောင်နေဝင်ချိန်ရောက်ပြီဆိုတာနဲ့ပဲပဲနဲ့နဲ့ဥကြရတာပါပဲ။ဥကြကလည်းခါတိုင်းလိုမဟုတ်ပါဘူး။ဆွဆွငငငနဲ့ကိုဥကြရတာပါ။ပြီးသွားလို့ရှိရင်တော့တခုခုကိုတွေးတဲ့ပုံစံမျိုးနဲ့ထိုးအောင်ကြပါတယ်။ရမလေခင်အထီတော့သူကလေးကိုစွဲနေလို့လာတာပဲဖြစ်မှာပါလေဆိုပြီးတော့အရက်ထဲကလူတွေနားလဲပေးကြပါသေးတယ်။ရဲလဲပြီးနောက်နေ့တွေမှာလဲခွေးဥတန်တွေကိုသူတို့အိမ်ပတ်ဝန်းကျင်မှာတွေမဟုတ်တော့ဘဲနဲ့ တလန်လုံးမှာဇက်တိုက်ကြားနေရတော့တခုခုတော့အမားရွင့်ရှိနေပြီဆိုတာသတိထားမိလာကြပါတယ်သူတို့သတိထားမိလာတဲ့အမားရွင့်ကိုပို့ပြီးတော့တေချာသွားစေခဲ့တာကတော့စဘာတိုင်မှာအလုလုံနေတယ်ကျွန်တော်ရဲ့ရောက်ဖားကြောင့်ပါပဲအမားလက်ရဲ့ယောက်ျားရဲ့အလုကစဘာဝယ်တိုင်မှာသူ့လုကအမြဲတမ်းနှိပါအိမ်ပြန်နောက်ကျတတ်ပါတယ်ပြန်လာပြီဆိုရင်လည်းတစ်ခွက်တစ်ဖလားတော့ညတိုင်းနှိပါမောလာတတ်ပါတယ်ဒါပေမဲ့လည်းလူစိတ်ပြောင်းအောင်တောက်တာမျိုးတော့လည်းမဟုတ်ပါဘူးရေချင်ကြိုက်ပြီးစပိန်နှင်းလို့ကောင်းအောင်လောက်ပဲတောက်လာတတ်တာပါသူစီးတဲ့စပိန်ကစိုက်ကားတွေမှာတွေ့တဲ့မောင်ပမာယောက်ျားစီပိန်မှာ တညတော့ခါတိုင်းလိုပါပဲသူလည်းအလုတ်ကနေညအတော်မှမှစပိန်လင်းနေမိအိမ်ပြန်လာခဲ့ပါတယ်ခါတိုင်းညတဲ့ထူးကြတာကတော့အဲ့ဒီနေ့ကနွားပေါ်တဲ့နေရာကနေရလာတဲ့အမဲသားအစိမ့်တွေကိုငါးစင်းကြိုင်ထဲမှာတဲပြီးတော့စပိန်လက်ကင်မှာချိန်ရင်အိမ်ကိုပြန်လာတာပါညအချိန်မတော်ဆိုပေမဲ့လည်းထွန်းထားတဲ့လမ်းမီးတိုင်တွေရဲ့အလင်းရောင်လေးရှိနေတော့လမ်းပေါ်မှာအရန်တော့မှောင်မနေပါဘူးသူစပိန်နှင်းလာရင်လည်းလမ်းထိပ်ကကုကုဘင်ကြီးအောက်ကိုရောက်လာခဲ့ပါတယ်အဲ့ဒီကုကုဘင်ကြီးကလည်းယောက်ျားလက်သုံးဘက်စာလောက်ရှိပါတယ် နေကင်းနေ့လယ်ပိုင်းမှာတော့တယောက်တည်းအပင်ရောက်ကဖြတ်သွားတဲ့အခါကျရင်တယောက်ယောက်ကအပင်မွားနေကိုယ့်ကိုကြည့်နေတယ်လို့မျိုးခံစားရတတ်ပါတယ်အခုတော့နာကေးကြောင့်အဲ့ဒီအပင်ကြီးလည်းမရှိတော့ပါဘူးကိုကိုပင်အောင်လဲရောက်ရောသူ့စပိန်ကိုအနောက်ကနေရုတ်တရက်အားနဲ့စောင့်တွန်းတာကိုခံလဲရပြီးတော့စပိန်ရောလူပါပြစ်လဲကြသွားခဲ့ပါတယ်ကျွန်တော်ရောက်ဖားရဲ့လောက်ကစဘာဝယ်တိုင်းလောက်ဆိုတော့ငွေတွေကင်ပြီးတွာလာနေရလို့သူ့လုံညုံရေးအတွက်တွာလျာဓမြောင်တစ်ချောင်းဆောင်သွားတတ်ပါတယ်စပိန်မွားကနေအောက်ကိုပြုတ်ကြကြခြင်းမဲ့သူ့ခါးကြရတဲ့ဓမြောင်ကိုဆွဲထုတ်ပြီးတော့ သူစပိန်ကိုနောက်ကနေစောင့်ဆွဲလိုက်တဲ့ကောင်ကိုပြန်တမဖို့အတွက်ကုန်းထပြီးပြန်လဲကြည့်မှာတော့သူမြင်လေးရတဲ့မြင်ကွင်းကြောင့်ကြွတ်ကျနေတဲ့သူပစိုးတော်ပြန်ကောက်မဟုတ်အားပဲအတန်ကိုအော်ဟစ်ပြီးတော့ကျွန်တော်တို့အိမ်ဘက်ကိုလှည့်ပြေးလာခဲ့ရပါတယ်။သူမြင်လေးရတဲ့မြင်ကွင်းကတော့သူစပိန်လက်ကင်မှာချိန်ထားတဲ့အမဲသားထည့်ထားတဲ့ငါးစင်းချိုင်ကြီးကိုလူကောင်းတဲ့မမြင်ရပဲနဲ့လေထဲကိုဆွဲမြောက်ယူသွားပြီးတော့ကုတ်ကုတ်ပင်ကြီးစီကိုတည်ဆောင်သွားခဲ့တာပါ။ခွေးတွေဟောင်ချက်ဥချက်ဆိုတာလည်းတလန်းလုံးဝဝက်ကိုကွဲနေရပါပဲ။ ိမ်ကိုပြန်ရောက်တဲ့အခါမှာတော့ဖះအကြောင်းဆောင်စီကိုအတင်းပြေးသွားပြီးတော့ဖះတောက်တော်ကြီးတစ်ခွက်ကိုကြပြကတိစွန့်ပြီးတောက်ချပြီးကမှသူကြုံလာတဲ့အကြောင်းတွေကိုတုံတုံရီနဲ့ပြန်ပြောပြပါတော့တယ်။နောက်ရက်မှာတော့လမ်းဖះဖះသွားလိုက်တာတလားလောက်နေမှာပဲအဖះပြောက်ပါတော့တယ်။သူတရင်ကတလန်းလုံးပြက်နှံ့သွားပြီးတော့ညနေဆောင်ပြီဆိုတာနဲ့လမ်းပေါ်မှာလူသွားလူလာတွေမရှိတော့လောက်တဲ့အထိကိုဖြစ်ကုန်ပါတယ်။နေပူပူမိုးရွာရွာလန်တကလဲပြီးတော့သူများတင်းတုတ်တဲ့အတော်ကြီးတွေကလည်းညနေ9နာရီမထိုးခင်ကိုယ့်ဝင်ကိုအမြန်ရောက်အောင်ပြန်ကြပါရတယ် မိမနိုင်ဖမနိုင်မြောက်လက်မိုင်ချရလောက်အောင်ဆော့တဲ့လမ်းတွေကမြောက်လွဲကျော်ဆောက်ကလေးတွေကလည်းခါတိုင်းလိုနေဝင်မိုးကျုပ်တီလမ်းပေါ်မှာမဆော့ရဲကြတော့ပါဘူး။ပြောမယ်ဆိုရင်တော့ညနေစောင်းတာနဲ့လမ်းမကြီးကလည်းတိတ်ဆိတ်ခြောက်သွေ့သွားလိုက်တာများဆိတ်ခြောက်ချဖို့တောင်ကောင်းလာခဲ့ပါတယ်။ပို့ပြီးတော့မောင်းလာပြီဆိုရင်တော့လမ်းတွေကခွေးတွေကကိုကိုဝင်းစီကနေစပြီးတော့ဥလိုက်တာလမ်းဆုံးတဲ့အထိပါပဲ။အဲလိုမျိုးတညာလုံးဥတန်းနေပေးနေတာကမနဲ့ဘုန်းကြီးเจ้าကအာယုံတက်တုံးမောက်ခောက်တန်ကြားမှာပဲအတန်နေတိတ်သွားပါတယ်။တချို့လူကြီးတွေစီကနေတိုးတိုးတက်တက်ကြားရတာတခုရှိပါသေးတယ်။ တချို့ညတွေဆိုရင်လမ်းပေါ်မှာမိမရိတ်တစ်ခုကိုမပီမသနဲ့တွတ်တွတ်နေရတယ်တဲ့အဲ့လိုအခြေအနေတွေတိုင်းရေရှည်ဆက်သွားရင်မတင့်တော်ဘူးဆိုပြီးတော့လမ်းလူကြီးတွေကတခုခုလှုပ်ဖို့စဉ်းစားကြပါတယ်ကိုညံကုန်းနဲ့9မိုင်လောက်กว่าတဲ့တရုတ်ကုန်းမှာနာမည်ကြီးအထက်လမ်းပယောဂဆရာတယောက်ရှိတယ်ဆိုတဲ့သတင်းကြတော့လမ်းထဲကလူကြီးတွေကအဲ့ဒီကိုတွားပြီးတော့လမ်းထဲမှာကြုံနေရတဲ့အကျိုးအကြောင်းတွေကိုတွက်ပြောပြကြပါတယ်ပယောဂဆရာကိုအကြောင်းဆုံးပြောတဲ့အခါမှာတော့လမ်းလူကြီးတွေကိုဆရာပြောလိုက်တာလမ်းထဲကိုအတုပအလောင်းတစ်ခုကိုတွင်းလာတာရှိလိမ့်မယ် အဲ့ဒီအလောင်းတည်လာတဲ့အချိန်မှာပရလောကသားတယောက်ကကပ်ပါလာတာတဲ့အဲ့ဒီမျိုးသမီးကလမ်းထိပ်ကကိုကိုဘင်းကြီးမှာနေနေတာတဲ့ပြီးတော့ထပ်ပြောတာရှိပါသေးတယ်အဲ့ဒီကပ်ပါလာတဲ့ပရလောကသားအမျိုးသမီးတယောက်ပဲသူ့လက်ထဲမှာလည်းအနီးနဲ့ထုတ်ထားတဲ့ကလေးတယောက်ပါသေးတယ်ဆိုပဲလမ်းထဲမှာလောလောလတ်လတ်ထေထားတဲ့ကလေးတယောက်ကလည်းမကြွမလွန်းနဲ့ရှိနေတယ်လို့တေချာတက်ပြောလိုက်ပါတယ်အရက်လူကြီးတွေကမရှိပါဘူးဆိုပြီးပြန်ပြောတော့ဆရာသူပြောတာမယုံရင်ကျွန်တော်တို့လမ်းထဲမှာမကြသေးခင်ကနောက်ဆုံးအတုပလောက်ခဲ့တဲ့အိမ်ကိုတေချာပြန်သွားမေးကြည့်လိုက်ဆိုလို့အတုပအင်ရှင်ကိုပါလူလွတ်ပြီးတော့ တရုတ်ကုန်းကိုဆင့်ခေါ်လဲရပါတယ်။အာသူပိုင်ကလူတွေရောက်လာတော့ဆရာမင်းတို့လောက်တာမင်းတို့အသိဆုံးပဲနော်။ကိုလုခဲ့တဲ့ကိစ္စတွေကြောင့်မင်းတို့လမ်းထဲမှာဘာတွေဖြစ်နေလဲဆိုတာမင်းတို့လည်းသိမှာပဲ။ကို့အပြစ်ကိုဖုံးမထားခြင်းသာမနဲ့။အဲ့လိုဆိုတော့မှပဲအကြောင်းအရာတွေကိုတိတိကျကျအားလုံးသိလိုက်ကြရပါတယ်။ပေယောကဆရာကကျွန်တော်တို့လမ်းထဲကလူတွေအားလုံးအိမ်တိုင်းအိမ်တိုင်းလောက်ရမယ့်အစီအရင်တွေကိုတခါတည်းပြောပြပေးလိုက်ပါတယ်။ညနေ6နာရီတုန်းမှအိမ်တိုင်းဖျောင်းနိုင်ထုံးပြီးတော့တန်မုံတီးရမယ်။ပြီးတော့တန်မုံတွေဂါထာတော်ကြီးကိုလည်းရွတ်ကြပါလို့မှာလိုက်ပါတယ်။နောက်ပြီးတော့ဆက်မှလိုက်တာတခုရှိနေပါသေးတယ်။ အဲ့ဒါကတော့လမ်းထဲမှာနေထိုင်မကောင်းတဲ့လူတွေအထူးသဖြင့်တော့လေပြတ်ထားတဲ့လူမမာတွေရှိနေအထူးဂရုစိုက်စောင့်ကြည့်ပါတယ်။လမ်းထဲမှာလူတွေအဖိတ်စင်ထပ်ပြေအောင်မယ်ဆိုပြီးတော့တတိပေးလိုက်ပါတယ်။ပယောဂဆရာပြောလိုက်တာတွေကအမှန်နဲ့ကြီးပဲလို့တထစ်ချမယုံကြည်ရသေးပေမဲ့ယုံကြည်ရလောက်တဲ့ဖြစ်ရတဲ့လမ်းထဲမှာဇက်တိုက်ဆိုသလိုဖြစ်လာတော့ပါပဲ။ဆရာမာလိုက်တဲ့အချိန်မှာညနေဆောင်မှာအိမ်နဲ့အိမ်နဲ့ရမီးတိုင်တွေထွန်းတန်မုံတွေတီတန်မုတ်တွေကာတာတွေရွတ်လိုက်ကြလို့ခါတိုင်းလိုခွေးတွေညလုံးမှဥတဲ့အတန်တွေကိုမကြရတော့ပေမဲ့တိတ်မကြခင်မှာပဲလမ်းထဲကလေးဖြတ်ထားတဲ့လူမမာတယောက်ဆုံးသွားတော့ပါပဲ။ အဲဒီလိုပြီးတော့နောက်တစ်ရက်မှလည်းနောက်တစ်ယောက်ဟာရှေ့စဉ်နောက်စဉ်ဆုံးသွားပြန်ပါတယ်။အဲဒီဒုတိယအိမ်ကအာတုပရက်မလဲသေးခင်မှာပဲနောက်တစ်အိမ်မှနောက်ထပ်တလောင်ထပ်ပြီးတော့ဆုံးသွားပြန်ပါတယ်။အဲဒီလိုနဲ့ပဲလမ်းထဲမှာမသားအိမ်တွေတိမ်ပြီးတိမ်တိုးပွားလာလိုက်တာတချို့ဆိုရင်လမ်းထဲမှာမနေရဲလို့အိမ်လုံးကျွတ်တခြားနေရာကိုရွှေ့ပြောင်းပြေးကြပါတယ်။နောက်ဆုံးတော့ဖျားကူးကူးတဲ့နီးကိုပဲတုံးကြရပါတော့တယ်။လမ်းထဲကိုဖုံးကြီးတွေပင်ပရိတ်တရားနာအမြဝေရေဆက်ချအတန်မဆဲပထမ်းပွဲတွေပါလောက်ကြတော့မှပဲ။ကျွန်တော်တို့လမ်းလေအရင်အချိန်တိုင်းပုံမှန်ပြန်ဖြစ်သွားပါတော့တယ်။ အရာရာဟာအရင်လိုပြန်ဖြစ်သွားခဲ့ပေမဲ့လည်းအပြောင်းလဲပြောင်းလဲသွားခဲ့တာတော့တခုရှိပါတယ်အဲ့ဒါကတော့ကိုကိုဘင်ကြီးရောက်ကနေပတ်စိုးမပါအောက်ဗလာပိုင်းနဲ့တကူရောမာရသွန်ပွဲကိုဆင်နွှဲခဲ့တဲ့ကျွန်တော်ရဲ့ရွှေရောက်ဖကြီးကတော့အရက်ကိုရာသက်ပန်ဆွလွတ်သွားခြင်းသာဖြစ်ပါတယ်ဇလန်လေးကတော့ဒီမှာဒီမှာပြီးဆုံးသွားခဲ့ပါပြီဇလန်လေးကိုစွန်နတီလိုက်ပါနားဆင်ပေးခဲ့ကြလူချင်းမတို့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်မူရင်းရေးသားသူကိုလည်းကာရဝပြုရင်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်